မင်္ဂလာပါရှင်ဒီနည်းလမ်းလေးကိုသိပြီပြီလား multiple choice question တွေမှာအမြန်မို့နော်5စက္ကန့်အတွင်း calculator မှာပါပဲတွတ်မယ်အဖြေမှန်လို့ရွေးရမယ်ဆိုရင်ဒီနည်းလမ်းလေးကအရင်ကအသုံးဝင်ပါတယ်285ဟိုတဲ့2ရဲ့3ရဲ့4ရဲ့နဲ့ဘယ်ဟာနဲ့စားလို့ပြက်လဲဆိုပြီးတော့မှအဖြေမှန်ကိုရွေးခိုင်းပါတယ်အဲ့တော့ 25ကိုတခုချင်းစီစားကြည့်နေမယ့်အစာ2ကဲ8ကဲ9ရဲ့ကိုပေါင်လိုက်ပေါင်းပြီးတော့မှရလာတဲ့အဖြေကိုအဲ့ဒီနဲ့နဲ့စားကြည့်ပါအရင်ဆုံးစားလို့မပြတ်ပါဘူးမပြတ်ဘူးဆိုရင်အဖြေမှန်မဟုတ်ပါဘူးရှင်အဲ့တော့25ကို3နဲ့စားကြည့်လိုက်ပါအဲ့တော့ဖြေကပြတ်ပါရဲ့35သည်25ပါဒါဆိုအဖြေမှန်ငါဘီ3ဖြစ်ပါတယ်။အော်အရင်အတော့ဝင်နေပေါ့နော်။နောက်တစ်ပုတ်အတွက်ကြည့်ကြည့်မယ်။ တန်လေးနဲ့နဲ့ဝင်နေလို့ပြောပြတော့ဘူး view site ပြီးကြည့်ပေးပါအောင်ရှင်ဘယ်လိုလဲထပ်တွက်လဲနောက်တစ်ပုတ်ကိုပေါ့နော် အဖြေမှန်ကိုပေါ့နော်အဲ့တော့ဒီအဖြေမှန်မှန်ကို check ပြန်လုပ်ကြည့်မယ်ဆိုရင်3286ကို9နဲ့စကြည့်လိုက်မယ်93နဲ့29ကို9ကျွေးမယ်9ဆွဲချမယ်ကို6လီ54နဲ့4နှုတ်လိုက်တော့3ကျန်မယ်6ကိုဆွဲချမယ်ဒါက long division ပေါ့နော်တွက်နေကြအတိုင်းလေးပဲပေါ့၄နဲ့36အဲ့တော့အကျွင်းဟာ3ညတ် ဒါကတော့ long division နဲ့စပြတ်ပေးတာပါ။စားလွတ်ပြတ်တာကိုအရှိလွတ်ပြတ်ပေးတာ။ဒီလိုမျိုးအပြေမှန်ယူရတဲ့မျိုးမျိုးတွေကအချိန်များကြီးမပေးတာပါဘူး။ဒါကြောင့်အခုလိုမျိုးအမြင်တနည်းလေးတွေကိုတည်တာဖို့ပေါ်ပြပေးလိုက်ပါရစေ။အခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။